ကဲရန်ကုန်တိုင်းနေရသူတွေမနဲ့စောစောစီစီတတိပေးစရာလေးရှိလို့ရန်ကုန်တိုင်းနေရသူတွေအဲ့တော့ကျွန်တော်ရန်ကုန်တိုင်းနေရနေပြီးတော့ရန်ကုန်တိုင်းတတိုင်းနေအတွက်ဟိုပါတီဝင်ရောက်ရှင်ပြိုင်မှာကဟိုလွှတ်တော်ကိုယ်တိုင်ဝင်ရောက်ရှင်ပြိုင်နေ PDP ပေါ့ငင်းငိုင်းနေဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းတတိုင်းနေဝင်ရောက်ရှင်ပြိုင်မှာအဲသူလို့သူပါတီမှာဘယ်သူပါလာလဲဆိုတော့ အရင်ကကျမနဲ့စိတ်ထားတူပါတယ်ကျမနဲ့ယူရချက်ချင်းတူလို့ PP ကိုကိုကြီးပါတီပြည်သူပါတီနဲ့လက်တွဲခဲ့တာပါလို့ပြောခဲ့တဲ့မိမိချမ်းဆိုတဲ့မိမငယ်လေးကအဲ့တော့ငင်းငယ်ရင်းနေဖူမျိုးရေးပါတီ PDB တဲကိုဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့တော်တော်များများက ကျွန်တော်ဒီမှာပြောချင်တာကသူ့အကြောင်းကိုအဓိကပြောချင်တာပေါ့သတင်းတွေလွင့်နေတာက BB ချမ်းကိုဝေဖန်တဲ့သူတွေအများစုကမဘာသားနဲ့ရှေးရိုးဆွဲတွေပဲဝေဖန်နေကြတယ်ဆိုတဲ့စကားဗျနော်ပြန်ပြောမယ်ကျွန်တော် VPN BB ချမ်းအကြောင်းကိုပြောချင်တာမဟုတ်ဘူးသူ့ကိုဝေဖန်တဲ့သူတွေကမဘာသားနဲ့ ရွှေရိုးစဲသမားတွေပဲသူ့ကိုအများစုဝေဖန်တာလို့ပြောကြတယ်အဲ့ဒါမှားပါတယ်နော်ခင်ဗျားတို့ကရွှေရိုးမစွဲတဲ့သူတွေကိုရွှေရိုးစဲအောင်မလုပ်ကြပါနဲ့မဘာသာမဟုတ်တဲ့သူတွေကိုမဘာသာဖြစ်အောင်မလုပ်ကြပါနဲ့ခင်ဗျားတို့အဲ့လိုရောသမပြီးအကိုပြောလိုက်ရှင်အဖြစ်ဘာမှမဟုတ်တဲ့ ယောသားစွာစကားပြောတဲ့သူတွေဒီလည်းပဲမဘာသာဖြစ်သွားလိမ့်မယ်။ယောသားစွာစကားပြောတဲ့သူတွေဒီလည်းပဲရှင်းယုံစွဲဖြစ်သွားလိမ့်မယ်။အဲဒီလိုမဘာသာတွေရှင်းယုံစွဲတွေများလာတဲ့အခါကျမှခမားတို့ကကြည့်ပါလား။သူတို့တွေပဲလို့မပြောကြနဲ့လို့။ကျွန်တော်တို့ပြောနေတာတွေကကျွန်တော်တို့ကဘာကောင်းမှမဟုတ်ဘူး။ကျွန်တော်တို့ကပြည်သူတွေတည်းကပြည်သူ။ အမျိုးသားနိုင်ငံရေးဆိုတာကိုပဲစိတ်ဝင်စားတယ်နိုင်ငံရေးဆိုတာကိုစိတ်ဝင်စားဘူးเนาะအဲ့တော့ကျွန်တော်တို့ကဒီမဘာသားတွေနဲ့လည်းကြောက်ရမပတ်သက်ဘူးရှေးရိုးဆွဲလည်းမဟုတ်ဘူးကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်ကိုယ်နိုင်ငံအတွက်ကိုလိုအပ်ချက်ရှိတာလေးတွေကိုကျွန်တော်တို့ကပြောပြပေးနေတာခင်းနဲ့အညီလဲနေတယ်ခင်ဗျားတို့တော့ AI မကင်ဘူးမလား AI သုံးပြီးတော့ခင်ဗျားတို့တော့ဘာမှမလုပ်တတ်ဘူးမလားဤပညာတွေခင်ဗျားတို့မလုပ်တတ်ဘူးမလားအဲကျုပ်တို့လုပ်တတ်တယ် AI ကိုသုံးတတ်တယ်ဘလို့မေးရမလဲဘလို့ prompt ဈေးရမလဲဘလို့ video ဖန်တီးရမလဲကျုပ်တို့ကခင်းနဲ့ညီလိုက်နေတာဘာမှရှေးရိုးဆွဲမဟုတ်ဘူးအဲ့တော့ရှေးရိုးဆွဲမဟုတ်တဲ့သူတွေကိုခင်ဗျားတို့ကရှေးရိုးဆွဲလို့မပြောနဲ့အကြမှာခင်ဗျားတို့ပြောတဲ့သူတွေခင်ဗျားတို့ပို့ပြီးတော့ခံစားရနိုင်တယ်နော် တာမန်သူတွေကိုရှေးရိုးဆွဲဖြစ်အောင်ခမားတို့လုပ်လို့ရှိရင်ရှေးရိုးမဆွဲတဲ့သူကိုရှေးရိုးဆွဲအောင်ခမားတို့ပြောနေလို့ရှိရင်တကယ်လည်းရှေးရိုးဆွဲလာတဲ့အခါကျမှခမားတို့မပြောကြနဲ့နော်အဲ့ဒါလေးကိုပြောချင်လို့ကျွန်တော်ကဗီဒီယိုလိုက်လွတ်လိုက်ခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဂျင်းကျော်လင်းပါ